ီနေ့ဗီဒီယိုထဲမှာတော့ promo diamond နဲ့ဖောက်လို့ရမယ့် skin တွေနဲ့ brother တို့အနေနဲ့မဖြစ်မနေ promo diamond နဲ့ဂုံးကိုဂုံးစင်းတဲ့ skin တွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်ဒီဗီဒီယိုထဲမှာ promo diamond နဲ့ဝယ်တင်တဲ့ skin ဆိုပြီးတော့ epic skin တွေကိုပြောသားမှာမဟုတ်ဘဲနဲ့ skin တွေကလည်းတကယ်ကုန်မှာတန်ဖိုးရှိပြီးတော့ limited ဖြစ်တဲ့ skin တွေကိုပဲ promo diamond နဲ့ဂုံးလို့ရမယ့်နီးလန်းကိုပြောပြပေးသွားမှာပါ။ဘာ skin တွေလဲဆိုတော့အခုလိုမျိုး stand skin တွေ ammo skin တွေနဲ့တပေ11 skin တွေကို promo diamond နဲ့ဂုံးလို့ရမှာပါ။ကျွန်တော်ရှိရပြောခဲ့တဲ့ skin တွေကဘယ် event မှာပါလာမှာလဲဆိုရင်တော့ nazat si event မှာပါလာမှာပဲဖြစ်ပါတယ်။ nazat si event ရဲ့ pride pool နဲ့ wisco ကိုတေးချကြည့်မယ်ဆိုလို့ရှိရင်အခုလိုမျိုး collector skin တွေ lucky box skin င်အနေနဲ့အတူတူအခုလိုမျိုး stand and more နဲ့တခြား limited ဖြစ်တဲ့တန်ဖိုးကြီးစကင်တွေပါလာတာကိုလည်းတွေ့နိုင်မှာပါဆိုတော့ကျွန်တော်ဒီဗီဒီယိုက nasa c event အကြောင်းကိုရှင်းပြတာမဟုတ်တဲ့အတွက်ကြောင့်မလို့ event အကြောင်းကတော့အသေးစိတ်ထည့်မပြောတော့ဘူးအသေးစိတ်သိကျင်နေဆိုရင်တော့ဒီဗီဒီယိုကိုသွားကြည့်လိုက် ကျွန်တော် comment မှာအဲ့ဒီ video link လေးကိုပင့်ထောက်ပေးတာမယ်အဓိကကကျွန်တော်ပြောချင်တာက promo diamond နဲ့ nasus c event မှာဖောက်ဖို့ပဲဖြစ်ပါတယ် promo diamond တွေက diamond တစ်လုံးနဲ့ epic skin တွေကိုဝယ်တဲ့နေရာမှာတုံးလို့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့ brother တို့ကို nasus c event မှာပဲတေချာပေါက်ဖောက်ဖို့အတွက်အကြံပေးချင်တယ်ဒီ nasus c event မှာ promo diamond ကိုသုံးမယ်လို့စဉ်းစားပြီးသွားပြီဆိုလို့ရှိရင် nasus c event ရဲ့ free tone ရဲ့ free one မှာလည်း promo diamond အလုံး၈00ကျော်ကထပ်ပြီးတော့ဂုဏ်စင်းနိုင်အောင်မှာပဲဖြစ်ပါတယ်အဲ့ဒီတော့ brother တို့က nasus c event ကို free tone ရဲ့ diamond ရဲ့ promo မိုဒိုင်းမွန်ရဲ့သုံးခုပေါင်းပြီးတော့ဖောက်မယ်ဆိုလို့ရှိရင်လေလာရဲ့ legend skin ပဲယူမလားတာမွန်ရဲ့ nexus skin ဒါမှမဟုတ်တပည့်11 skin တွေကိုပဲယူမလားဆိုပြီးရွေးချယ်ခင်ရှိတဲ့အပြင်ကိုမှ wisco box တဲ့က limited တန်ဖိုးကြီး skin တွေကိုလည်းရအောင်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီတစ်ခါ promo diamond event မှာ nexus event မှာတုံးတာကအတန်ဆုံးဖြစ်မယ်လို့မြင်မိပါတယ်ဆိုတော့ brother တို့ကိုကျွန်တော်အခုလာနေတဲ့ promo diamond event ကနေ promo diamond ဘယ်နှလုံးလောက်ရသွားမလဲဆိုတာကိုပြောပြပေးပါမယ် promo diamond ရမယ့်ပုံစံတွေကတော့အခုလိုမျိုးလေးပဲဖြစ်ပါတယ် event date တွေ တိုင်းပဲရသွားမှာဖြစ်ပြီးတော့ဆယ်လပိုင်း20ရက်နေ့ကနေစပြီးတော့17ပိုင်း17ရက်နေ့အထိ promo diamond တွေကိုအခုဇယားအတိုင်းပေးသွားမှာဖြစ်ပြီးတော့17လပိုင်း9ရက်နေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်အခုပြရတဲ့လိုပဲ log in ဝင်မယ်ဆို promo diamond ကနေပက်ကိုရရှိမှာဖြစ်ပြီးတော့သူ့အနေနဲ့ promo diamond အများဆုံး1131လုံးလောက်ရနိုင်ပြီးတော့အနည်းဆုံး16လုံးလောက်ရနိုင်ပါတယ်ဒါကတော့တစ်ယောက်နဲ့တစ်ယောက်နဲ့ရမယ့်ပုံစံကတော့တူမှာတော့မဟုတ်ပါဘူးအပေါ်ဆုံးက promo diamond event ကို follow လုပ်တာရဲ့ promo diamond event ရဲ့နဲ့ promo diamond ကနေပက် event ကတော့ promo diamond တွေ free ရမှာဖြစ်ပြီးတော့အဆုံးက17လပိုင်း9ရက်နေ့မှာရောက်လာမယ် ယ်နာဇက်စီအီဗန်ရဲ့ free တုံငင်ကတော့ကျွန်တော်တို့ diamond ထဲမှာ promo diamond တွေရမှာဖြစ်ပါတယ်နာဇက်စီအီဗန်မှာဆိုလို့ရှိရင်အစ်တထွက်လာမဲ့လီလာရဲ့ legend skin နဲ့တာမူးရဲ့နာဇက်စီ skin တို့ကိုဖောက်နိုင်မှာဖြစ်ပါတယ်ဒါကတော့နာဇက်စီအီဗန်ရဲ့ draw တွေရဲ့အကြောင်းပဲဖြစ်ပါတယ်ဒါရီကတော့နာဇက်စီအီဗန်မှာရရှိမဲ့ skin တက်တွေရဲ့ record effect တွေနဲ့ပေါင်နေပဲဖြစ်ပါတယ်နောက်ပြီးတော့အခုလိုမျိုးတပည့်11 skin 9កောင်ကလည်းနာဇက်စီအီဗန်ရဲ့ pride pool ထဲမှာပြန်ပါလာမှာဖြစ်ပါတယ်နောက်ပြီးတော့ရင်17လပိုင်း9ရက်နေ့ကနေပြီးတော့17လပိုင်း9ရက်နေ့အထိလည်း mega draw အီဗန်ကရောက်လာမှာဖြစ်ပြီးတော့ mega draw အီဗန်မှာလည်း diamond အလုံး9000လောက် က်အထိကိုဂုံစိမ့်လို့ရမယ်လက်ကီးနံပါတ်တစ်ကက်လေးတွေပါဝင်လာမှာဖြစ်ပါတယ်နောက်ထပ်17လပိုင်း9ရက်နေ့ကနေပြီးတော့17လပိုင်း15ရက်နေ့အထိလည်း Legend Skin တွေဖောက်လို့ရတဲ့ Magic Wing မှာ20% Short Zin နဲ့ဖောက်လို့ရမှာဖြစ်ပါတယ်ကဲဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိ Like ကြည့်ပေးကြလို့ Brother အားလုံးကျေးဇူးများတင်ပါတယ်။ Like and Subscribe လေးလုပ်ခဲ့ပေးဖို့လည်းလုံးဝမမေ့ပါနဲ့နော်။